တရှိတဲ့လူကြီးမိဘများအလုံးပဲမင်္ဂလာပါကျွန်တော်တို့အရှိမပရီအော်ဒါလက်ခံပြီးတော့ရောင်းချပေးနေတယ်ဟုံးကျူ H9 လေးရဆိုလို့ရှိရင်အခုကျွန်တော်တို့ showroom ရောက်နေပါတယ်အဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ဘာတွေကောင်းကျိုးရှိတယ်ကျွန်တော်ဘာတွေအကျိုက်ဆုံးချက်လက်လေးပါတယ်ဆိုတာလေးကိုတစ်ချက်ရှင်းပြပေးမယ်ကျွန်တော်လည်းကြည့်ပါဦးနော်ပြီးတော့ဒီကားလေးက2023 model 0 kg အမီပေါင်းနဲ့ရမှာဖြစ်တယ်ကားလေးကို installment နဲ့လည်းဝယ်လို့ရပါတယ်ခင်ဗျအဲကျွန်တော်တို့တစ်ချက်ကားလေးလည်းကြည့်ပါဦးနော် ဒီအနောက်ခန်းလေးကိုကျွန်တော်အရင်ဆုံးပြမယ်ဘာလို့လဲဆိုတော့ဒီကားလေးမှာအကြိုက်ဆုံးကအနောက်ခန်းဖြစ်နေလို့ပဲလာချက်ပြမယ်အာဒီကားလေးရဲ့ကျွန်တော်အကြိုက်ဆုံးအချက်ကဘောနော်ပုံမှန်ကျွန်တော်တို့ R5 တွေနဲ့မတူတော့ဘူးနဲ့ဒီကောင်ကတော်တော်လေးကိုကျဲကျဲတယ်ဗောနော်ကျဲတယ်ပြီးလို့ရှိရင်ဒီမှာစပွဲတွေပါနေပါလာမယ် အစည်းပညာတင်လို့ရမယ်မုတ်တိပိုင်စားလို့ရမယ်ဆိုဝဲပါလာမယ်ပြီးလို့ရှိရင်ထိုင်ကုန်ကို adjust လုပ်လို့ရတဲ့ဒီမော်တာတွေဘာတွေအားလုံးပါမယ်ဒီမော်တာတွေအားလုံးပါမယ်ပြီးလို့ရှိရင်ဒီကောင်ကဟိုအင်္ဂလိပ်ဘာရှင်တရုတ်ဘာရှင်ဘာရှင်နှစ်မျိုးနဲ့တုံးလို့ရမယ်ပြီးလို့ရှိရင်ထိုင်ကုန်မာဆက်ပါတယ်ထိုင်ကုန်ဘာဆက်က self fight ကြီးရတာဖြစ်တဲ့ကြောင့်မလို့တင်းတော်တော်လေးကိုကောင်းတယ်ပုံမှန်အနှိတ်ခုံတစ်ခုံမှာ ထိုင်နေရတယ်လို့ပဲထိထိရောက်ရောက်နဲ့တော်တော်အနိုင်ခံလို့ကောင်းနေတဲ့မှာပါတယ်အသွင်းကန်းအယောင်တွေကကျွန်တော်တို့ဒါစိတ်ကြိုက်ပေါ့နော်ရွေးချယ်လို့ရတယ်ကားကဒီအခုဆိုလို့ရှိရင်ဒါကမယမ်းအယောင်ပေါ့ပြောလို့ရှိရင်အမဲအယောင်ရမယ်အဖြူအယောင်ရမယ်အခုချိန်အော်ဒါတင်မယ်ဆိုလို့ရှိရင်6လပိုင်းပထမအပတ်မှာဒီကားလေးကိုရမှာဖြစ်ပါတယ်ပန်ဒိုရာမကြီးကလုံးဝအကြီးကြီးပဲပန်ဒိုရာမပါတယ်ပြောလို့ရှိရင်နောက်မှာဆိုလို့ရှိရင်လည်းလုံးဝ full size ပေါ့နော်ပြောလို့ရှိရင်ဒီမှာအမွှေးစီတွေပါရည်ထည့်တဲ့အကန့်လေးပါမယ်ဒါ wireless charging က200လောက်ပါတယ်အဆက်ပြမယ်ဒီကိုခဏလား ဒီမှာဆိုလို့ရှိရင် wireless charging ပေါ့เนาะကျွန်တော်တို့ဖုန်းအားကျွန်းလို့ရမယ့်နေရာဖုန်းလည်းတင်လာလို့ရမယ်ပေါ့เนาะ standley ပေါ့အဲ့လိုပုံစံမျိုးတစ်ခုပါမယ်ပြီးရင်အရှိမဒီအရှိမလည်းတစ်ခုပါအောင်မယ်ပေါ့เนาะဒီအရှိမတစ်ခု ျွန်တော်တို့ဖုန်းနှစ်ဖက် wireless ရှာခြင်းနှစ်နေရာသာပါတယ်ပြီးရင်ဒီမှာကျွန်တော်တို့အေးရေဂျင်ဘူးထည့်လို့ရတဲ့နေရာပါမယ်ပြီးလို့ရှိရင်အနောက်ကနေပြီးတော့ကျွန်တော် control လုပ်လို့ရတဲ့အမွှေးစီဘူးလေးလည်းအမွှေးစီထည့်လို့ရတဲ့ဘူးလေးလည်းပါမယ်ပေါ့နော်ကားကအဲကျွန်တော်တို့အကြိုက် function အစုံပါတယ်နောက်တစ်ခုကြိုက်တာကဒီမှာကျွန်တော်ထက်ပြီးတော့မှန်လေးပါသေးတယ်နောက်ကလူကကျွန်တော်တို့ဘာညာ shining morning လုပ်မယ်နှာခမ်းညီဆိုးမယ်ဆိုလို့ရှိရင်လည်းဒီမှာမှန်ကထက်ပြီးတော့ဘယ်ရောညာရောအတွက်ပါတယ်အဲဒီ screen လေးဆိုလို့ရှိရင်ကျွန်တော်တို့အစကရင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ adjust လုပ်လို့ရမယ့်ဟာတွေအကုန်ပါတယ်။ထိုင်ကုန်ကို adjust လုပ်လို့ရမယ်။ aircon နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီလေပူလာလေးအေးလာ adjust လုပ်လို့ရမယ်။ပြီးရင် sound system တွေလည်း adjust လုပ်လို့ရမယ်။ fan တွေပါလေနောက်ကနေပြီးတော့ကျွန်တော် control လုပ်လို့ရမယ်ပေါ့နော်ဒီမှာ။ bass တန်ကအရန်မိုက်တဲ့ထဲမှာပါတယ်။ရန်ကျွန်တော်တို့ကားထဲမှာတွေ easy share လုပ်ရတယ်ဗျာ။အဲအခြားအဆုံးထဲမှာပါတယ်။ဒီကောင်ကိုကျွန်တော်တို့ language က တရုတ်လိုရောအင်္ဂလိပ်လိုရောရှင်းပြီးတော့တုံးလို့ရတယ်နောက်တစ်ခုကကျတော့ဒီကောင်ကဒီအနောက်ထိုင်ကောင်ရောအရှေ့ထိုင်ကောင်ရောဒီပေါ့နော်ဒီအလန်းပါတယ်ပေါ့နော်ဒီစစ်ပတ်အလန်းကအနောက်ထိုင်ကောင်ရောအရှေ့ထိုင်ကောင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်ကိုကြိုက်တဲ့ထဲမှာပါတယ်ပေါ့နော်ဒီမှာပစ္စည်းထဲမှာအကန့်လည်းထပ်ပြီးတော့ပါမယ်တော်တော်လေးကိုကောင်းကောင်းဟိုဘယ်လိုပြောရမလဲတကယ် vibe အပြည့်နဲ့ဇိမ်ခံလုံးကောင်းတဲ့ထဲမှာပါတယ်ဒီကောင်ဆိုလို့ရှိရင်တော်တော်လေးမိုက်တယ်ကားက2.0တာဖို့အဲကျွန်တော်အတန်လေးနည်းနည်းလျှော့လိုက်မယ်နော် 2.0တာဘိုတုံးပေးရတာဖြစ်တယ်2.0ဆိုပြီးတော့ကားရဲ့ engine အယုံဆွဲကဟိုပတ်ရှွတ်ရှွတ်ကြီးဖြစ်မနေဘူးကားနဲ့ဟို engine performance ကအရင်မိုက်တဲ့မှာပါတယ်ဒီကားကပြီးတော့ modern လည်းဖြစ်တယ် classic လည်းဖြစ်တယ်အတေကောက်ဆိုပြီးတွားပြီးတော့အထင်သေးလို့ရတယ်ဒီမှာမပါဘူးသူ function နဲ့သူ့ပုံစံကအရမ်းမိုက်တယ်ကျွန်တော်တို့ဒီ local မှာဟုံးကြီး h9 တုံးကအရမ်း အရန်ကိုကြွေခဲ့ရတဲ့ကားတစ်စီးဖြစ်တယ်ဒါပေမဲ့အဲ့တုန်းကတော့မစီးလက်ရဘူးအခုတော့ဒီဟုံးကြီးအိတ်ကျူနိုင်ကိုကိုယ်တိုင်လည်းကြိုက်လို့စီးလက်စီးမယ်ရောင်းလည်းရောင်းမယ်ပေါ့နော်အဲကျွန်တော်အားဆိုလို့ရှိရင်ဒီကားလေးကိုမောင်းပြမယ်ကျွန်တော်လည်းလိုက်ပြီးတော့ကြည့်ပါဦးနော် Okay သူ့ရဲ့ဒီ infotainment screen ကလည်းအကြီးကြီးပဲအရန်မော်ဒန်ဖြစ်တယ်360ပါမယ် auto hold တွေပါမယ် auto parking တွေပါမယ်ပြီးလို့ရှိရင်ဒီ CRI ဆိုလို့ရှိရင်လည်းအရန်မော်ဒန်ဖြစ်သွားမယ်ပေါ့နော် အဲဒိုင်ကွက်မှာကဒီ CBus လမ်းလေးပါတော့ကျွန်တော်တက်လိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ Pandora Mall အပိတ်ဖွင့်လုပ်လို့ရမယ်ဒီဟိုကလုတ်လေးပါမယ်ကျွန်တော်တော့ ပန်နိုရမာကိုကြိုက်ရလူဆိုတော့ဖွင့်ထားလိုက်မယ်တကားဖွင့်ပိတ်ရတယ်ဗောနော်နောက်ဘေးတကားဖွင့်ပိတ်ကိုဒီကနေပြီးတော့ကျွန်တော်တို့ခလုတ်လေးပါမယ် adjust လုပ်လို့ရမယ်ကားမှာကဒီ temperature ကိုတုံးထားတဲ့ခလုတ်ဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကြိုက်တယ်ပုံမှန်ကျွန်တော်ဆိုလို့ရှိရင်လည်းဗျာရှေ့မှာလက်အလေး90 80လေးကိုပြီးလို့ရှိရင် alpha အမြင့်တွေကိုစီးဘူးတယ်ပြီးရင် band လေးလည်းစီးဘူးတယ်ဖြစ်တဲ့အကြောင်းမလို့သူရဲ့ပုံမှန်တုံတုံကားဆိုကျွန်တော်ကြီးများတယ်တိတ်ပြီးတော့မကြိုက်ဘူးဗောနော်အဲတချို့ကားတွေဆိုလို့ရှိလို့ရှိရင် quality တိတ်အဆင်မပြေဘူးကျွန်တော်တို့စီးရတာဘလို့မှအဆင်မပြေဘူးပေါ့ချွတ်ချွတ်ကြီးဖြစ်နေတယ် အဲ့တော့ဒီကားကကျွန်တော်ခုနကတော့ဆမ်းမောင်းမှုကပြီအခုထပ်ပြီးတော့ကျွန်တော်ဟိုဆမ်းပြီးတော့ထပ်မောင်းပါပါเนาะ CR တိုင်းပါဆိုလို့ရှိရင်လည်း white control တွေပါမယ်ပြီးလို့ရှိရင်ကျွန်တော် cruise control တွေပါလေအကုန်လုံးပါမယ်တော်တော်လေးတော့မိုက်တယ်အဲဒီကားကပတ်တယ်ရှစ်တော့မပါဘူး race ကလည်းအမြင့်ကြီးကားကအရင်မိုက်တယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော် MBL light လေးအရှိကောအနောက်ကော MBL light လေးပါမယ်ပေါ့နော် MBL light ပါမယ် okay ကျွန်တော်စပြီးတော့ဒါလေးကိုတက်ဆွိုက်လုပ်ကြည့်မယ် gear ထိုးမယ် gear ထိုးပြီးတော့လို့ရှိရင်ကျွန်တော် CR line နည်းနည်းလေးချိန်လိုက်မယ်ကျွန်တော်နောက်ကိုလည်းဆွဲမယ် okay စီရန်ကတော့မော်တာမပါဘူးရိုးရှင်နေပဲเนาะအဲဒီမှာဒီအမွှေးနှမ်းထွက်တဲ့ဟိုဒါကြီးတစ်ခုပါတယ်ပေါ့နော်ဒါဒါကိုလည်းကျွန်တော်အရန်ကြိုက်တယ်ကျွန်တော်ကားတွေမှာအနက်နေပါတယ်ဆွဲနေတာမျိုးမကြိုက်ဘူးဗျာမွှေးကျင်တယ်အဲဒီလိုမျိုးကြီးပြင်ပြီးတော့ဒဘယ်ဒိတ်တွေနဲ့ကက်ထားလို့ရှိရင်ကျွန်တော်တို့ဒီ dashboard ကြီးကိုကျွန်တော်အရန်နှမျောတာပဲဒဘယ်ဒိတ်တွေခါကျလို့ရှိရင်ဒါကြီးကွာသွားတာတွေပါရှိတော့လေဒီလိုမျိုးဟို model အမြင့် function တွေမှာပါတဲ့အမွှေးစီထည့်တဲ့ဘူးလေးထည့်ပေးရတော့အရန်သဘောကျတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ ဘောကြတာနောက်တစ်ခုပါပေါ့နော်ကားတွေပါမောင်းလို့ရှိရင်ကို့ဖုန်းဘာမှထားလို့ထားမှမသိဘူးဒီပေါ်မှာထားလို့ရှိရင်လည်းပြုတ်ကြမှာလားပါလားအများရန်တိုင်ပတ်နေဒီကောင်ကျော့ဖုန်းထားဖို့အတွက်နေရာကြီးတက်တက်ထက်ပါအဲ့အဲ့ဒီကောင်ကလည်းဝိုင်လက်ရှာချင်အဲ့တော့ကီးရပါတွိုင်းနဲ့အေးအေးဆေးဆေးကျွန်တော်တို့အားလီတွင်းရင်းနဲ့ပေါ့နော်ဒါ message ကြည့်မှာလားဘယ်သူဖုန်းခေါ်လဲကြည့်မှာလားပြီးရင် AC ဖုန်းကိုကင်လို့ရတယ်အရန်လွယ်ကူတယ်ဒီနားမှာထားစရာနေရာမရှိရထက်စားလို့ရှိရင်ဒီမှာဒီလိုမျိုးဟိုတိုင်းခုပေးရတာကျွန်တော်အရန်ကြိုက်တယ်ပေါ့နော်ကောင်းအောင်စပြီးတော့ကျွန်တော်တို့ဆမ်းမောင်းမယ်ဒီကောင်လေးကို ကားကလေတခြားကားရင်လည်းမတူဘူးပေါ့ပေါ့ရွှွှွှွကြီးဖြစ်မနေဘူးနင်းရတဲ့လီဘာနင်းရတဲ့ feeling ကပေါ့ပါတယ်ကားရဲ့အလေးချိန်ကပေါ့ပေါ့ရွှွှွှကြီးဖြစ်မနေဘူးမောင်းလုံကောင်းတယ်တော်တော်လေးမောင်းလုံကောင်းတယ်တယ်မှာပါတယ်ရမ်းမိုက်တယ်ဒါလက်ရှိဆိုလို့ရှိရင်စီကအာတဝက်လောက်ပဲရှိတယ်စီတဝက်လောက်မှာ race က389ကျန်သေးတယ်ဒါတန်ကောမှာပြနေတာပဲနော်စီတဝက်ပဲရှိတယ်လောလောဆယ်ဒီကားလေးကဆောင်းစစ်တန် ရမ်းမိုက်တယ်ကျွန်တော်တော့ပုံမှန်ဒီလိုမျိုးအပြင်တွေပဲသွားမယ်ဆိုလို့ရှိရင်ကောင်းကိုယ်တိုင်မောင်းပြီးသွားတာမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးနောက်မှပဲထိုင်ပြီးမောင်းတာဆိုတော့ကျွန်တော်အတွက်ကကျတော့နောက်ခန်းကအရေးကြီးရဲမှာပါတယ်ဒီနောက်ခန်းထိုင်ကုန်ကခုနထိုင်လိုက်တာအရန်ထိုင်လို့ကောင်းတယ်မာဆက်ပါတာအကြိုက်ဆုံးပဲနောက်ထိုင်ကုန်မှာကိုကအာရဖတ်လိုကားမျိုးပေါ့နော်နောက်ထိုင်ကုန်မှာစိုက်အပြည့်နဲ့ထိုင်ပြီးတော့အနှိတ်ခံလို့ရတော့အာရမ်းမိုက်တယ် ူက stack ကလည်းပြမလားအဆင့်အဆင့်နေရော1 2 3 4 5 5အဆင့်အထိချိန်ပြီးတော့အနှိတ်ခံရတယ်တော်တော်ကျန်းကျန်းတန်းတန်းအနှိတ်ခံခြင်းတဲ့လူတွေအတွက်လည်းတော်တော်ကြီးကိုတင့်တော်တယ်ထဲမှာပါတယ်ကအရင်မိုက်တယ်တေယုကာ brand တွေထဲမှာဆိုလို့ရှိရင်ပြောလို့ပြောတာမဟုတ်ဘူးဟုံးကြီးတို့အစိုးရကြိုက်တယ်ဟုံးကြီး H9 မှာကလေးကအရင်ကြိုက်လို့သွားပြီးတော့ကြည့်တယ်ဒါပေမဲ့မရတော့ဘူးပေါ့နော်အဲဒီတုန်းကတော့နောက်ကျသွားတယ်ပေါ့နော်နောက်ကျသွားကားမရလိုက်ဘူးအခုကတော့ကိုယ်တိုင်လည်းဝယ်ပြီးစီးမယ်ရောင်းလည်းရောင်းမယ်ပေါ့နော် ရမ်းကြိုက်တယ်အင်ဂျင်ရုံးဆွဲကကျွန်တော် X7 မှာကဟို3.0တောက်ပေါ်နဲ့လာပြီးတော့ H9 ကသူ9ရောက်စီးမှာ2.0ဖြစ်သွားတော့ပေါ့ဝါမလားပေါ့နော်အဲရောက်တော့ကျွန်တော်လုံးကြည့်တာမောင်းကြည့်တာပေါ့တော်တော်လေးအဆင်ပြေတယ်ဒီအင်ဂျင်ဘာဟုတ်ကျွန်တော်ဆိုကားကိုနည်းနည်းမောင်းချမ်းတဲ့နေရာမှာပါတယ်ဘယ်လိုမောင်း AC ပဲနင်းနင်းတော့ထွက်တဲ့နေရာမှာပါတယ် တော်တော်လေးအဆင်ပြေပြီတော်တော်လေးမိုက်တွေထဲမှာပါတယ်ဒီ CR line ဆိုလို့ရှိရင်လဲအိုး yes move ဖြစ်အဲ့တော့ဈေးကလည်းဒီကောင်ကပြာကျွန်တော်တို့9000အပေါ်မှာရမှာပေါ့နော်အဲ့တော့ဒီ923 model alpha လိုမျိုး site ပြည်ကြီးကိုကျွန်တော်တို့3900ကျော်နဲ့ရမှာဗျာရမ်းမိုက်တယ်ရမ်းတန်တယ်ကျွန်တော် alpha တောင်စင်တောင်စင်တောင်စင်တန်တဲ့အထက်တွေဆိုလို့ရှိလို့ရှိရင်လက်ရှိအချိန်မှာ3000ကနေပြီးတော့မှ alpha 920တွေပါလို့ရှိလို့ရှိရင်ဈေးကအရင်များနေပြီမမိုက်တော့ဘူးစီးရတာ အရှိမကျွန်တော်တို့ HUD ပါတယ်ရမ်းမိုက်တယ်ကြီးတွေပါပြီးထွက်တဲ့ခါကျလို့ရှိရင်ကျွန်တော်တို့ဆိုလို့ရှိရင်ဟာရဲ့ speed တွေကများသွားတာတွေပါရှိရပြီ HUD ပါတော့ကျွန်တော်တို့ပုံမှန်စီးနေတဲ့ကားတွေ980ကူရိုတွေအားဒီမှာဆိုလို့ရှိရင်အများနဲ့ HUD နဲ့ပဲကွာစီးနေကြမာစာတွေပါဒီမှာဆိုလို့ရှိရင်လည်း HUD ပါတယ်စီးနေကြဆိုတော့ကားတစ်စီးမှာ HUD မပါလို့ရှိလို့ရှိရင်လေဟာတတားကြီးဖြစ်တော့ဒီကောင်က HUD ပါပါတယ်ရှိမှာရမ်းမိုက်တယ်စီးလို့အရင်ကောင်းတယ်မောင်းသွားတဲ့လူတွေကလည်းအဆင်ပြေတယ်။နောက်မှထိုင်စီရတဲ့လူတွေကပို့ပြီးပို့ပြီးတော့အများကြီးပို့ပြီးတော့ကောင်းတယ် ပြီးလို့ရှိရင်ဒီမှာအားသွင်းတဲ့ပေါက်တွေကလည်းအများကြီးပဲ USB charging တွေအပလက်ပေါက်တွေအများကြီးပဲအိုးရမ်းမောင်းလုံကောင်းတယ်အိ9000ကျော်နဲ့360လဲပါမယ် model ကလည်းမြင့်မယ် HUD လိုမျိုးပေါ့နော်အဲ့လို system မြင့်တဲ့ function တွေလဲပါမယ်ပြီးတော့လို့ရှိရင်ကားအစ် အမီပေါက်0ကီလိုအမီပေါက်နဲ့လည်းရမယ်အဲ့ဒီကားလေးကိုကျွန်တော်တို့စီမှာပေါ့နော်လာပြီးတော့ဒီ Honda H9 ပေါ့ H9 လေးကိုကျွန်တော်တို့စီမှာလာပြီးတော့ pre order တင်ပြီးဝယ်ယူလို့ရပါပြီ6လပိုင်းပထမအပတ်မှာကားတွေကိုရမှာဖြစ်ပါတယ်အဲ့တော့အဲကြိုက်တဲ့အယောင်ရွေးလို့ရပါတယ်ဒီလိုမယမ်းအယောင်ရွေးမလားပြီးလို့ရှိရင်အဖြူရွေးမလားအမဲရွေးမလားအတွင်းငယ်အယောင်တွေကလည်းရွေးလို့ရသေးတယ်အဲ့တော့ကျွန်တော်တို့စီမှာအခုပဲလာပြီးတော့ pre order တင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ cashback လေးပြန်ပြီးတော့ payment အစီအစဉ်လေးရှိပါသေးတယ် ကိုလာပိုင်းကျလို့ gas တော့ရောက်လာတဲ့ခါကျရင်တော့ကျွန်တော်တို့ cash back မပေးတော့ပါဘူးကိုလာပိုင်းကိုလာပိုင်းမတိုင်ခင်မှာကားလာပြီး pre order တင်ပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ cash back လေးပြန်ပေးအောင်မှာဖြစ်ပါတယ်အဲဒီ Honju H9 ရဲ့ဈေးနှုန်းကတော့ကျွန်တော်တို့9000ဒီပေါ့နော်ကိုလာပိုင်းမတိုင်ခင်မှာကျွန်တော်တို့9290နဲ့ရောင်းချပေးအောင်မှာဖြစ်ပါတယ် view တွေပါမယ်360မှာဟိုမြင်းကွေးတွေပါပါမယ်တော်တော်လေးကားက function မြင့်နေတဲ့မှာပါတယ် auto parking ထိုးခိုင်းလို့ရတယ်ဟုတ်နော်ကျွန်တော်တို့ ဘယ်မှာပါကင်ထိုးခိုင်းပါလဲပေါ့နော်ကျွန်တော်ကတော့အော်တိုပါကင်ကိုတိတ်သုံးနေသုံးတာမရှိဘူးမသုံးဘူးပေါ့နော်ကိုယ်တိုင်ထိုးရတာပဲတဘောကြာကျွန်တော်ကတော့ပုံမှန်နောက်ခန်းမှာထိုင်ရတာကြိုက်တဲ့လူဆိုတော့နောက်ခန်းလေးမှာထိုင်ပြီးတော့ကျွန်တော် masters လေး session လောက်ဝင်လိုက်ပါဦးမယ်ကျွန်တော်လည်းအတူတူလိုက်ကြည့်ပေးပါဦး okay ပါကဲကားလေးကိုကျွန်တော်ပိတ်မယ်ပုံမှန်ကျွန်တော် jet driver ရှေ့ကပိတ်ပေးပါဦးနော်ပြင်သားလေးကိုကျွန်တော်ဖွင့်မယ်ဖွင့်အာဒီမှာဒီဒါလေးပါလာကျွန်တော်ရန်တဘောကြာ ကျွန်တော်ဒါ privacy ပေါ့ privacy ဆစ်ဖြစ်မယ်ပြီးလို့ရှိရင်နန်ချလာမယ် okay မပြန်တင်လိုက်မယ်ဒါကျွန်တော်နေကာရင်းလေးလေးလေးပါမယ်ပေါ့နော် privacy လုံးဝမိုက်တယ် attack ကြီးတယ် okay နည်းနည်းတင်လိုက်အော်မဟုတ်ကျွန်တော်ဇင်ခံပါဆိုတော့နောက်ကိုနည်းနည်းလေးမိချလိုက်မယ်ဒီမှာသူ function လေးတွေပေါ့နော်ဘာဘာအနှိတ်ခံပါလဲပေါ့အကျောအနှိတ်ခံပါလား ဘောင်နှိပ်ခံပါလေဗောဒါလေးရှိပဲပြီးလို့ရှိရင်နှိပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ကကျန်းကျန်းတန်းတန်းတိတ်မခံနိုင်ဘူးဆိုတော့3လောက်ကိုပဲရွေးမယ်ကျွန်တော်ချိန်မယ်အိုးစတရီလောက်ပဲယူရတာကိုအရင်တိတိတတအနိုင်ခံလို့ကောင်းတယ် ဘန်ဒလင်ကွန်တိနရယ်ဂျီစီမှာတိမ်မောင်းထောင်နဲ့ရှိပေးပြီးတော့ဗောနော်တူတော့ပြိုင်ကားဗောတိမ်မောင်းထောင်နဲ့ရှိပေးပြီးတော့ဒီအနှိပ်စိတ်မာဆက်ပါလို့အဲ့ဒါကိုကြိုက်လို့တိမ်မောင်းထောင်နဲ့ရှိပေးပြီးတော့ဝယ်စည်းခဲ့တာဒါပေမဲ့တူတော့ဗျာကိုတိုင်မောင်းနေရကိုတိုင်မောင်းနေဇင်ခံရတာတိတ်ပြီးတော့မမိုက်ဘူးအခုဒီဟွန်ဂျူအေဂျူနိုင်မှာကျတော့ရှေ့မှာဒရိုင်ဘာကမောင်းပြီးတော့သွားချင်တဲ့နေရာလိုက်ပို့ပေးမယ်ကိုကကိုသွားမယ့်နေရာကိုအခုလိုနောက်ကနေထိုင်ပြီးတော့အေးဆေးလေးဇင်ခံပြီးတော့ သွားလိုက်ရုံပဲအရန်မိုက်တယ်အရန်ကြိုက်တယ်လို့ပဲအဲ့လိုပြောတာလို့ကျွန်တော်ဘာမှမပြောနိုင်တော့ဘူးဒါကျွန်တော်အမြင်ပေါ့နော်အရန်မိုက်တယ်အရန်လည်းကြိုက်တယ်ကျွန်တော်ကဇိန်ခံရတာကြိုက်တဲ့ကောင်ကိုအဲ့တော့ဒါကြီးကကျွန်တော်တို့အရန်ကောင်းလွားကြီးတယ်တတော်မိုက်တယ် Oh my god ဒီမှာဗျာအရန်တိတာလက်ကလေးတင်လာရင်ရောဒီလက်ကလေးတင်လာလို့ရှိရင်ရောတိတာတယ်အရန်မိုက်တယ်ဟုတ် ပြီးရင်ကျွန်တော်ကသမင်းစားဖို့အတွက်အများနဲ့မိမိသွားတယ်ခောက်ဆဲပြုတ်တွေကိုကြုတ်လေးထည့်ပြီးတော့အများနဲ့စားဖြစ်တယ်အဲ့တော့တောင်းရင်လာရင်လည်းခောက်ဆဲပြုတ်လေးအစ်စေးအညာစင်းလို့မလားစားမလားတောက်မလားခါရွက်ွက်တီးပဲပြီလားရမ်းတကယ်ရမ်းမိုက်တယ်မှာပါတယ် ကဲအဲ့တော့ကျွန်တော်လိုမျိုးပဲအနှိတ်ခံရတာကြိုက်လို့ပဲဖြစ်ဖြစ်အခုရဲ့လူကြီးမိဘတွေကိုခကြီးတွေပါရဲသွားတဲ့အခါမှာတက်ပေါင်းတက်တာလေးနဲ့သွားစီခြင်းနဲ့အဲလူကြီးမိဘတွေရှိတယ်ဆိုလို့ချင်းရင်ကျွန်တော်တို့ HU9 လေးကိုဝယ်ယူအားပေးဖို့အတွက် recommend ပေးပါတယ်ခင်ဗျာ HU9 လေးကတကယ်ကောင်းတယ်တဲ့မှာပါတယ်2.0တာဖို့ C အရန်လည်းမစားဘူးအင်ဂျင် performance ကလည်းနင်းရင်နင်းတော့ပြည့်ရတဲ့မှာပါတယ် race ကလည်း600ကျော်ထိမောင်းလို့ရတယ် ရိတ်ဆိုတာကျွန်တော်စီတခါစီအပြစ်ထည့်ပြီးွားလို့ရှိလို့ရှင်600ကျော်ကြီးများပါမောင်းလို့ရတယ်စီဆိုင်တွေကျော်သွားပြီးစီခိတ်တွေပြနေပြီဆိုတော့ရိုင်းကြီးစိတ်ပူနေကြမလို့အမြင်ကြီးမောင်းလို့ရရမှာပါတယ်ကားကို0ကီလို923မော်တယ်အမီပေါင်းနဲ့ရမယ်ကိုလာဝိုင်းမတိုင်ခင်မှာကျွန်တော်တို့စီမှာ သိန်း5290နဲ့လာပြီးတော့ဝယ်လို့ရပါတယ်ဒီကားလေးကိုအရစ်ကြလဲဝယ်ယူလို့ရပါတယ်ဒါမှမဟုတ်လူကြီးမင်းတို့မှရှိတယ်ပေါ့နော်တခြားကားတွေနဲ့အလဲထက်လုရှင်တယ်ဆိုလို့ရှင်လည်းလုလို့ရပါတယ်ကျွန်တော်ကီတူမနီရှိုးရဲ့လိပ်စာကတော့အမှတ်30အေးပီတာယာလမ်းနဲ့စေယုံနဲ့တောင်း16ရက်ကွယ်ရန်ငင်းပေါက်တော့ရန်ကုန်မြို့နယ်မှာရှိတာဖြစ်ပါတယ်အဲ့တော့လူကြီးမင်းတို့အနေနဲ့လာပြီးပရီအော်ဒါတင်ရတယ်ဆိုလို့ရှင်ကျွန်တော်တို့စီမှာအခုပဲအမြန်ဆုံးလာရောက်ပရီအော်ဒါတင်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာပြီးကျွန်တော်ကတော့ဆက်ပြီးတော့ မဆက်လေးလုံရင်းနဲ့ဇင်ခံလိုက်ပါအောင်မယ်ခုနကကျွန်တော် satisfy လေးနဲ့အနှိတ်ခံနေတာဗောနော်အခုကျွန်တော်နည်းနည်းလေးအဲ fight လေးနဲ့အနှိတ်ခံကြည့်လိုက်ပါအောင်မယ်ကဲအားလုံးပဲတတကျေးဇူးများကြီးတင်ပါတယ်